ပြုံးလေးတစ်ပွင့်ကလည်းဝန်ဆောင်မှုပါပဲ service orientation service orientation ဆိုတာကဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့အရေးချင်းဖြစ်ပါတယ်တစ်ဖက်သားကိုစိတ်ရမ်းသာသွားစိတ်ကျေနပ်သွားကိုယ်စွမ်းညံ့စွမ်းရှိသည့်၍အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးတာမျိုးဆိုလိုပါတယ်ဝန်ဆောင်မှုပေးတတ်တဲ့စိတ်တဲ့ service mindset ရှိတာက EQ မြင့်သူတွေရဲ့ဇယိုင်လက္ခဏာတစ်ခုပါပဲကိုယ်ဆိုင်ကိုဝင်လာတဲ့ဈေးလောက်ဝယ်သူကို ပြုံးလေးတစ်ဖွင့်နဲ့စီးကျူနှုတ်ဆက်လိုက်ပြီဆိုတာနဲ့ဈေးဝယ်သူမှဒီဆိုင်မှာ customer service ကောင်းတယ်နှွေးထွေးမှုရှိတယ်ဆိုပြီးအတော်လေးအမှတ်ပေးမိသွားမှာပါဆက်ပြီးကိုကစိတ်ရှိရှိနဲ့ view တစ်ဆိုင်ရှင်းပြပြီးရောင်းပေးဦးမယ်ဆိုရင်အစက9000ဘူးလောက်ပဲဝယ်ဖို့တွေးထားရကနေတသိန်းဘူးအထိဝယ်မိသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါဆိုင်ရဲ့ကောင်းမွန်တဲ့ service ကြောက်ပါပဲဈေးဝယ်သူက okay နိုးစီတပူပေးပါလို့ပြောတယ် ခုမှကလောလောဆယ် UK နှုတ်စီပဲရှိတယ်။ဒီခါသူ့လိုချင်တဲ့နှုတ်စီကုန်နေတဲ့အကြောင်းကိုပဲပြောမဲ့စားဒီတစိ့လေးစမ်းသုံးကြည့်ပါလားလို့ခုမှရှိတဲ့တစိ့လေးကိုပြကြည့်လိုက်တယ်။ဇီးဝဲသူကအဲ့ဒါကိုဝယ်သွားကောင်းဝယ်သွားနိုင်တယ်။မဝယ်သွားဘူးဆိုရင်လည်းနောက်ရကြပေးကြပေါ့သူ့လိုချင်တဲ့တစိ့ကိုရပါစေမယ်။အနှက်ဖြန်လာခဲ့ပါလို့အာမခံလိုက်နိုင်တာ။နောက်ရမှာတကယ်လေးရအောင် စီစဉ်ပေးနိုင်တာမျိုးဖြစ်ပါတယ်။ဒါအပြင်စားပွဲမိုင်းဆက်ဟာ ကတ်စတမာတွေအပေါ်မှာပဲခြားရမယ်စိတ်မျိုးမဟုတ်ပါဘူး။တခြားဘသူအပေါ်မှာမဆိုထားရှိတဲ့စိတ်တက်ပါ။ကိုယ်ဝန်ထမ်းတွေအပေါ်ပါဝင်ဖို့ကိုယ်ဆိုင်ရာဝန်ထမ်းတွေအပေါ်နိုင်ထက်စီးနဲ့ဖိအားပေးရမျိုးမဟုတ်ပဲမြင့်မြတ်တတ်တာစီမံအုပ်ချုပ်မယ်။ဝန်ထမ်းတွေရဲ့ပြဿနာအခက်အခဲတွေကိုကိုယ်ချင်းစာစီအပြည့်နဲ့နားထောင်ပေးမယ်။ကုညီပေးနိုင်တာကုညီပေးမယ်ဆိုရင်ဒါလည်းအလို့ရှင်ကောင်းတယောက်ပြီးသားသလိုဒီနေ့အဖြစ်ကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်စာပစ်ကောင်းတယ်လို့ပြောနိုင်ပါတယ်။ ကိုလုတ်တဲ့အလုပ်ပေါ်မှာဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ဆိုရင်အထူးလိုအပ်တာကအင်္ဂါပြဿနာကိုလုပ်ငန်းဝင်မှာတည်မလာမျိုးအရေးကြီးပါတယ်။အင်္ဂါပြဿနာအိမ်မှာပဲထားခဲ့ပါ။ပြဿနာကိုသွားလျာတည်မသွားပါနဲ့။အထူးသဖြင့်အလုပ်ခွင့်စီကိုပေါ့။အင်္ဂါပြဿနာအိမ်မှာပဲထားခဲ့ပါ။လူတော်တော်များများကကိုယ့်အိမ်မှာပြဿနာဖြစ်ပြီဆိုရင်အဲ့ပြဿနာကအိမ်မှာတင်ပြီးမသွားပါဘူး။အလုပ်ထဲတည်သေးသွားမိတတ်ပါတယ်။အဲ့လိုတည်သွားတော့မဖြစ်တယ်လဲဆိုရင် ကိုယ့်ရဲ့ဒေါသကို customer တွေကိုယ်ဝန်ထမ်းတွေအပေါ်မှာပုံချမိတတ်ပါတယ်။တိုင်မှာဈေးဝယ်လာတဲ့သူကိုကောင်းကောင်းမယောင်းချင်တော့ okay တစိမ့်နိုးစီဘူးမရှိဘူးလားဆိုရင် မရှိဘူးလို့ပဲရတိပြဖြေချမိတော့တယ်။ okay တော့မရှိဘူး UK ရှိတယ်တွေပါတယ်လုံးမနေချင်တော့စိတ်မှမကြည်ပဲဟိုဘူးပေါက်တွေပဲပြောလွတ်တော့တာငငယ်ရဆိုရင်ဆီယမဖြစ်သူအိမ်မှာရောက်ကြနေရင်ဖြစ်လာတဲ့နေရဒန်နေကစာမရတဲ့ကလေးနာဗီတာမှတ်တော့ဆိုတော့မျိုးကြားဘူးတယ် လှုပ်ရှင်စိတ်မကြည်တဲ့နေ့ဆိုဝန်ထမ်းတွေမှာလည်းလှုပ်ရှင်မျက်နှာရည်မျက်နှာကိုကြည့်နေရတာပြဿနာကတခြားဒေါသကိုပုံချခံရသူကတခြားနဲ့မစီမဆိုင်ကန့်ဆိုးသူမောင်ရှင်ဖြစ်သွားနိုင်တာ။ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ဖြစ်ပြီးခဲ့တဲ့ပြဿနာကိုပြစ်ဆုံးပန်အထိအသေးမသွားမိဖို့အရေးကြီးပါတယ်။ဒါမှလည်းကိုကြီးကိုရာမာရော လုပ်ငန်းခွင်မှာပါစာပြအပြည့်ပေးနိုင်မှာဖြစ်ပါတယ်။အတိအမှတ်ပြုဂျေဇုတင်တတ်တဲ့စိတ်ရွေးချယ်စရာဆိုင်တွေအများကြီးရှိတဲ့နေရာမှာ ကိုဆိုင်ကိုဒဂုရုကလာရောက်ရွေးချယ်အားပေးသွားတဲ့ဇီဝဲသူတွေကိုလည်းအတိမတ်ပြုကျေးဇူးတင်တတ်ဖို့လိုပါတယ်။အဲ့အတွက်မေတ္တာလက်ဆောင်လေးတွေပြန်ကန်းဖို့စီစဉ်တာမျိုးပါဝင်ဖို့ကိုရဲ့ဝန်ထမ်းကအလုပ်တောင်းဝင်ပြီးမြောက်သွားတဲ့အခါမှာလည်းချီကျူးပေးဖို့အတိမတ်ပြုစကားပြောပေးဖို့ဘောနပ်စ်ပေးဖို့တကယ်လိုအပ်ပါတယ်။ဒါမှလည်းသူတို့အနေနဲ့ကိုအလုပ်ပေါ်ပုံပြီးတံပိုးထားမျက်နှာတက်တက်စိတ်ဖြစ်လာစေမှာပါ။ဖြစ်တွေ့ပြီးတက်ဖို့လိုတယ်။လူတိုင်းမှာမတူညီတဲ့အခက်အခဲတွေ ဝပိအခြေအနေမျိုးစုံရှိကြပါတယ်။တချို့သောကိစ္စတွေကကိုယ်အတွက်လွယ်ကူရိုးရှင်းပေမဲ့တစ်ဖက်လူအတွက်ကျတော့ဖြည့်ရှင်းရခက်နေတတ်ပါတယ်။ဒါကြောင့်တူဦးဖို့တူမေတ္တာစိတ်၊ကိုချင်းစာစိတ်နဲ့ဖြည့်တွေ့ပေးတတ်ဖို့လိုပါတယ်။ကိုယ်ဝန်တန်းကခွင့်ယူရဆိုပါစို့။ဒီဝန်ထဲလက်ကြောမတင်ဘူး။အလုပ်ကိုကောင်းကောင်းမလုပ်ချင်ဘူး။ခွင့်မဲယူပြီးခဏခဏနားနေတော့တာလို့ကိုယ့်ဘက်ကကြည့်ပဲတွေးနေလို့မရပါဘူး။သူ့ဘက်ကအခက်ခဲကိုလည်းမဖြစ်နေတည်းလဲဆိုတာမြင်အောင်ကြည့်ပေးပါ။ နှုတ်နှစ်ဖက်မြတ်တွေ့ပေးတတ်တာအလေးချင်းကောင်းတစ်ခုဖြစ်သလိုဆက်ဆက်ရေးတိုင်းအတွက်အကောင်းဆုံးဝန်ဆောင်မှုလို့ဆိုနိုင်ပါတယ်။တစ်ဖက်လူရဲ့စိတ်ကျင့်တတ်သွားမှုက service orientation အနှစ်သာရပါ။ကိုလုပ်တဲ့အလုပ်ကိုတာဝန်ကျင်အောင်လုပ်ဆောင်ရုံသာမကလူတွေကိုဘယ်လိုကူညီနိုင်မလဲစဉ်းစားလေ့ရှိတာ။မေတ္တာစင်နာအပြင်နဲ့ဆောင်ရွက်ပေးလေ့ရှိတဲ့သဘောမျိုးဖြစ်ပါတယ်။မြင်တာအောင်ပြောရရင်တစ်ဖက်လူ customer ရဲ့လိုအပ်ချက်တွေကိုအမြဲဦးစားပေးပြီးဖြည့်ဆည်းဖို့အကောင်းဆုံးစူးစမ်းကြပါ။ ကိုတောင်းဝေယူရတဲ့အလုပ်ပေါ်စိတ်နှစ်ချပြီးခေါင်းဆုံးလှူဆောင်ခြင်းဟာကိုကိုကိုအင်မတန်ဂုဏ်ယူပွဲဝန္တာပီတီဖြစ်ဖွယ်ကောင်းနေဆိုတာဝန်ဆောင်မှုပေးဖို့သူတိုင်းသိပါတယ်တကယ်လို့တင်ကဘာစားပေးမှမပေးတတ်ဘူးလူတွေစိတ်ကျဉ်တဲ့အောင်ဘာဝန်ဆောင်မှုမှမပေးတတ်ဘူးဆိုရင်တော့တစ်ဖက်သားကိုစိတ်ပန်လက်ပါလေးပြုံးပြလိုက်ပါလို့ပြောချင်ပါတယ်မယုံမရှိပါနဲ့တင်ရဲ့အပြုံးလေးတစ်ခွင်းကလည်းဝန်ဆောင်မှုပဲဖြစ်လို့ပါ